ဒူဘိုင်းကနေပြန်တန်းလာတဲ့ကုန်တင်လင်ရင်တစဉ်ဒီကနေ့အော်တိုဘာလ20ရက်နေ့မနက်အစောပိုင်းမှာဟောင်ကောင်လေဆိပ်ကိုဆင်းသက်ချိန်ပြည်လင်းကနေချော်ထွက်ပြီးလေဆိပ်လုံခြုံရေးဝန်ထမ်းနှစ်ဦးသေဆုံးခဲ့ပါတယ်။ဘိုးအခွန်လေးခွန်ကုန်တင်လင်ရင်ဟာလုံခြုံရေးကိန်းလှည့်ရင်ကိုဝင်တိုက်မိတာကနေလေရင်ရောလုံခြုံရေးကိန်းလှည့်ရင်ပါပင်လယ်ထဲပြုတ်ကျခဲ့ပြီးလေဆိပ်လုံခြုံရေးဝန်ထမ်းနှစ်ဦးသေဆုံးခဲ့ရတယ်လို့အနာပိုင်တွေကဆိုပါတယ်။အဲ့ဒီဖြစ်စဉ်ဟာ25နှစ်ကျော်ကာလအတွင်းဟောင်ကောင်မှာအစိုးရဆုံးလေယာဉ်မတော်တဆမှုတစ်ခုဖြစ်ပါတယ်။ လေရင်ပေါ်မှာရှိတဲ့လေရင်ဝန်ထမ်း၄ယောက်စလုံးကတော့အသက်ဘေးကနေလွတ်မြောက်ခဲ့ပေမဲ့လေစိမ့်လုံချုံရင်ဝန်ထမ်း၂ဦးကတော့ရေထမ်းမှာဆဲယူချိန်ကတည်းကအသက်မရှူတော့ဘူးလို့နိုင်ငံတကာသတင်းတွေမှာဖော်ပြပါဗျ။လေဆိပ်ဝန်ထမ်းတအူးကတော့အခင်းဖြစ်တဲ့နေရာမှာတင်သိဆုံးတယ်လို့အတည်ပြုခဲ့ပြီးနောက်တအူးကတော့ဆေးရုံမှာသိဆုံးခဲ့ပါတယ်။မန္တလေးတစားဖြစ်ခဲ့တဲ့လေရင်ဟာတူရကီအခြေစိုက်ကွန်တင်လေကြောင်းလိုင်းဖြစ်တဲ့ ACT Airlines ကသူတို့ကိုစားပြေးဆွဲပေးနေတဲ့လေရင်ဖြစ်တယ်လို့ဒူဘိုင်းအခြေစိုက် Emirates လေကြောင်းလိုင်းကဆိုပါတယ်။ လေယာဉ်မတော်တဆမှုဖြစ်ရတဲ့အကြောင်းအရင်တတိပပကိုတော့အာနာပိုင်တွေကစုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။